ဗန်နာဒီလွဲချုံမှုအများဆုံးဘောလုံးမားရှင်းမှာထိတ်ဆုံးကိုရောက်ရှိလာခဲ့တဲ့စိတ်ကြီးရော်နယ်ဒိုစိတ်ကြီးရော်နယ်ဒိုကတော့ဇန်နီမတ်တန်တယောက်ကိုတင်ရှိလိုက်နိုင်ပြန်ပါပြီဒီချိန်ဇန်နီကသူ့ရဲ့ကစားမပွားမှာဘယ်တော့မှမမေ့နိုင်လောက်တဲ့ဇန်နီလည်းဖြစ်ပါတယ်အန်လန်နဲ့ကစားခဲ့တဲ့ကဘာဖလားခြေစစ်ပွဲစဉ်မှာရော်နယ်ဒိုကပန်နာဒီလွဲချော်ခဲ့တာကြောင့်သူ့ရဲ့ပန်နာဒီလွဲချော်မှုဟာစုစုပေါင်း34ချိန်ရှိလာခဲ့ဖြစ်ပြီးတော့ဘောလုံးသမိုင်းမှာပန်နာဒီအလွဲဆုံးစားမရှိရင်ထိတ်ဆုံးနေရာကိုရယူလိုက်ပါတယ်ဘောလုံးပွဲဒီမှာပန်နာဒီဆိုတာကိုးရဖို့အတွက်အခွင့်အကောင်းတစ်ခုပါစနကိုက်ကွာနဲ့ဂိုးသွားတဲ့တောင်းချင်းရင်ဆိုင်ပြီးတော့ အေးဆေးနဲ့ကမ်းလာမလို့ဇာမတယောက်ရဲ့နီးစနစ်စေဘန်းဆိုင်ခန္ဓာရည်နဲ့ဖျားအောင်မှာဆွမ်းဆောင်နိုင်မှုကိုစမ်းသပ်တဲ့အခိုက်အတန့်လို့လဲဆိုနိုင်ပါတယ်။အဓိကအပြင်ဂိုးသမားနဲ့ပန်နရီကန်သွေးနဲ့ဇာမတို့နှစ်ယောက်တီးတဲ့မိုင်းကိန်းလောက်ကြဖြစ်ပြီးတော့ဘသူပိုတာလဲဆိုတဲ့အပေါ်မှာပန်နရီဝင်ဝင်ကအဖြေပေါ်သွားတတ်ပါလိမ့်။ပန်နရီလွဲချော်မှုကတခါတရံပွဲရလက်ကိုပြောင်းလဲသွားစေနိုင်ပြီးဇာမရဲ့ဂုံသတင်းကိုလည်းထိခိုက်စေနိုင်ပါတယ်။အခုကစားကြတဲ့အိုင်လန်နဲ့ပွဲမှာပေါ်တူဂီးယားပန်နရီရရှိခဲ့ပြီးရော်နယ်ဒိုကန်ချက်ကိုအိုင်လန်ဂိုးသမားကလေဟာကကာကွယ်သွားခဲ့ပါတယ်။ ခုနောက်ပိုင်းရော်နယ်ဒိုရဲ့ပန်နတီတွေမှာအလဲတဲတဲကိုကန်နာတွေများပြားတွေးလာပြီးဒီပွဲမှာရော်နယ်ဒိုကရလာအခွင့်ကိုအသုံးမချနိုင်ခဲ့တာကြောင့်စိတ်တွေရှုပ်ထွေးနေလိမ့်မယ်ဆိုတာကိုကလာကယိမ်မိခံရှိပါတယ်။ဒါကြောင့်လဲရော်နယ်ဒိုပန်နတီကန်တဲ့ခါမှာကလာကညာဘက်ကိုတိုက်ပစ်ခဲ့ပေမယ့်ခြေထောက်ကိုတော့အလဲတဲတဲမှာခြံထားခဲ့တာကြောင့်ခြေထောက်နဲ့ကန်ထုတ်ကာကွယ်လိုက်နိုင်ခဲ့တာပါ။ကျွန်တော်နဲ့ထိထွက်သွားလို့ဘောလုံးကလည်းဂိုးနဲ့အဝေးယူအမြင်ပေါ်နဲ့ရောက်သွားခဲ့တာကြောင့်ဒါအိုရော်နယ်ဒိုပါဝင်ပေါ်တူဂီစားမရဲ့နောက်ချိန်ပြန်အဆုံးသတ်ဖို့အခွင့်အရေးမရှိတော့ပါဘူး။ဒီလွဲချက်မှုကရော်နယ်ဒိုအတွက်စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတစ်ခုဖြစ်ခဲ့ပါတယ်။သူ့ရဲ့အင်တာဗျူးတွေမှာ ပန်နရီလွဲတာကဘောလုံးရဲ့ဒစိမ့်တစ်ပိုင်းမှာဒါမဲ့အသင်းကိုကူညီဖို့စက်ကြိုးစားမယ်လို့ပြောခဲ့ယူပါတယ်။ဒါမဲ့အခုပန်နရီမဝင်လို့သူရရှိသွားခဲ့တဲ့စံချိန်ကပရိသတ်တွေကြားမှာဆွေးနွေးစရာဖြစ်လာခဲ့ပြီးတော့သူ့ရဲ့ဂုံသတင်းမှာအနေငယ်အရေးထိုးသွားခဲ့လို့တောင်ပြောရပါမယ်။အားလုံးပဲမင်္ဂလာပါခင်ဗျာ။ Wine Sport ကနေကြိုဆိုလိုက်ပါတယ်။ Iba 69နဲ့ Fabian Miss ကစားလို့ရဆိုရင်တော့ Viber number 39 454 569 465ကိုဆက်သွယ်လိုက်ပါ။ရော်နယ်ဒိုရဲ့ပန်နရီလွဲချုံမှု34ချိန်ကသူ့ကိုထိတ်ဆုံးနေအောင်ရောက်ရှိသွားပေမယ့်ဒီဆေးမှာတခြားထိတ်တန်းကစားမှတွေအများကြီးပါဝင်နေပါတယ်။ ဒီစီးရင်ပန်နရီလွဲချော်မှုအများဆုံး၁၀ယောက်ကိုတင်ပြပေးရရင်ခရစ်စတီယာန်ရိုနယ်ဒို214ချိန်မှ34ချိန်လွဲချော်အောင်မြင်မှုနှုန်း84လီယိုနယ်မက်ဆီ143ချိန်မှ32ချိန်လွဲချော်အောင်မြင်မှုနှုန်း88နေမာဂျူနီယာ112ချိန်မှ23ချိန်လွဲချော်အောင်မြင်မှုနှုန်း89ဟော့ခ်149ချိန်မှ23ချိန်လွဲချော်အောင်မြင်မှုနှုန်း85ရိုမာဒီယို148ချိန်မှ20ချိန်လွဲချော်အောင်မြင်မှုနှုန်း86ရိုဂျီမီယိုစီနီ89ချိန်မှ20ချိန်လွဲချော်အောင်မြင်မှုနှုန်း89 Francisco Totti တရား6ကြိမ်မှာ20ကြိမ်လွဲချော် Armenian Mono 81 Zero Immobile 64ကြိမ်မှာ19ကြိမ်လွဲချော် Armenian Mono 80ရာခိုင်နှုန်း Billy တရား2ကြိမ်မှာ18ကြိမ်လွဲချော် Armenian Mono 83ရာခိုင်နှုန်း Diego Maradona တရား4ကြိမ်မှာ16ကြိမ်လွဲချော် Armenian Mono 85ရာခိုင်နှုန်းဆိုပြီးတော့အသီးသီးတွေ့ရပါတယ်ဒီစီးရင်ကြိမ် Ronaldo ကပန်နတီကန်ကျက်အရေးအတွက်အများဆုံးဖြစ်ပြီးတော့လွဲချော်မှုလည်းအများဆုံးပါဒါပေမဲ့သူရဲ့အောင်မြင်မှုရာခိုင်နှုန်း84ဆိုတာကမက်ဆီ89ရာခိုင်နှုန်းထက်ပိုမြင့်တာတော့အားလုံးသတိပြုဖို့လိုပါမယ်။ ဒါကရော်နယ်ဒိုကပန်နတီအများကြီးကန်ခွင့်ရပြီးတော့အများစုဂိုးဖြစ်နဲ့ပြောင်းလဲပေးခဲ့ဆိုတာကိုပြသနေပါတယ်ပန်နတီအများကြီးကန်တော့ပန်နတီအများကြီးလွှဲချောင်းနိုင်ကြီးရှိလာပါပဲဒီနှစ်ခုကဒွန်တွဲနေရပါဒါပေမဲ့ကလပ်မအောင်နိုင်ငံမှာပါဘာကြောင့်ပန်နတီကန်သွင်းမှုကိုကာလာရှိတောင်းဝင်ထားလဲဆိုတာကိုရော်နယ်ဒိုယုံကြည်လို့ပါဒါတော့ဆိုရှင်းပြီလို့ထင်ပါတယ်စုံနေကြည့်ပေးအတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်